ာဂျင်တီးနားတိုက်စင်မိုမက်ဆီဟာအင်တာမိုင်ယာမီအသင်းနဲ့2028ခုနှစ်အထိသက်တမ်းတိုးစာချုပ်ထုတ်ဆိုလိုက်ပြီးဖြစ်တယ်လို့သိရပါဗျ။မက်ဆီဟာ2023ဇွန်လမှာအင်တာမိုင်ယာမီအသင်းနဲ့နှစ်နှစ်ခွဲစာချုပ်ထုတ်ဆိုထားခဲ့တာကြောင့်လာမယ့်ဒဇမမှာသက်တမ်းကုန်တော့မှာဖြစ်တဲ့အတွက်သက်တမ်းတိုးစာချုပ်သက်ထပ်မံထုတ်ဆိုခဲ့တာပါ။ဒါကြောင့်အသက်38နှစ်ရှိပြီဖြစ်တဲ့မက်ဆီကို42နှစ်အရွယ်အထိမျက်ခင်းစိမ်းတွေပေါ်မှာဆက်လက်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ဒီအသင်းမှာဆက်ရှိရမှာကကျွန်တော်တို့တကယ်ပြောရှင်စီပြီးအသင်းရဲ့အစီအမံကိန်းနဲ့အတူရှေ့ဆက်သွားမှာပါ မိုင်ယာမီဖရီးဒမ်ပါကွင်းမှာရှင်ပြိုင်ကစားဖို့အိမ်မက်ကလည်းတကယ်ဖြစ်လာပါပြီလို့မက်ဆီကပြောပါတယ်။မက်ဆီဟာအာဂျင်တီးနားလူရင်းစဉ်အသင်းအတွက်တော့2026ကမ္ဘာဖလားပြိုင်ပွဲအထိသာရှင်ပြိုင်ကစားမယ်လို့အတည်ပြုထားပြီးကလပ်အသင်းအတွက်သာဆက်လက်ရှင်ပြိုင်ကစားသွားဖို့ဆုံးဖြတ်ခဲ့တာပါ။အင်တာမိုင်ယာမီအသင်းဟာမက်ဆီကိုခေါ်ယူနိုင်ခဲ့တာကြောင့်ကွင်းတွင်းကွင်းပြင်အကျိုးဖြစ်ထွန်းမှုများစွာရှိလာခဲ့တယ်လို့မေဂျာလိပြိုင်ပွဲအနေနဲ့လည်းပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုပုံမှန်ရရှိလာခဲ့တယ်လို့သိရပါတယ်။